ိုမျိုးလေးအဲနော်ဒါလေးဆိုရင်ဒီမှာချက်စရာလေဒီလိုလေးဒီလိုလေးဖြန့်အဲဒီလိုအနက်ခံပေါ်မှာချက်စရာလေးတွေပေါ့ဗျာနော်ကာလာလေးတွေကနော်ဒီနေ့ကတော့ကျွန်တော်ဒါလုံးကြီးတခွင်းချင်းပေါ့ဗျာနော်တခွင်းချင်းမှာအနက်ခံမှာကာလာပေါက်လေးတွေเนี่ยကျွန်တော်ဒါစိုင်းမှာဆိုရင်တလမှာတစ်ခါလောက်ပဲရောက်တဲ့ဒီဇိုင်းလေးတွေကျွန်တော်ဒါပြပေးမယ် โอเคပါဗျာကျွန်တော်ကတော့ဒါဒီမှာချင်းတဲ့တီးတဲ့ရောင်းတဲ့ကျွန်တော်တို့ဒါချယ်ရီချင်းရွာထဲဆိုင်ပေါ့လေကျွန်တော်ဒီမှာတော့ဒါဒီဇိုင်းအစုံရှိတယ်ဒီနေ့ကတော့ကျွန်တော်ကဒါ၄000ကျွဲတန်နဲ့ကျွန်တော်ဒါ၅000ကျွဲတန်ဆိုပြီးဒီဇိုင်းလေးအဲ့ဒီဇိုင်းလေးကျွန်တော်ဒါဖြန့်ပြပေးမယ်နော်ဒီမှာကျွန်တော်ဒီမှာဒါလေးကျွန်တော်ထုတ်ထားတယ်အခုမှကျွန်တော်တို့ဒါဒါမနေ့ကမှပေါ့လေကျွန်တော်ဒါရောက်ထားတာနော်ဒီလိုမျိုးလေးကျွန်တော်ဒါဖြန့်ပြပေးမယ်သူ့ရဲ့ဒီဇိုင်းလေးကဒီမှာကြည့်ဒီလိုအနက်ခံပေါ်မှာကျွန်တော်တို့ကကာလာပေါက်ကလေးတွေကျွဲသွားမှာ နော်နှက်ခိုက်ခွင်းနှက်ခိုက်ခွင်းနှက်ခိုက်ခွင်းကိုမှကျွန်တော်ဒါအိန္ဒိယချီအယောင်မကြောက်ရေမယုံဘူးဒီမှာအပြင်ပိုင်းဒီမှာအတွန်းပိုင်းလေးသူကအတွန်းတိုင်းမှာလဲကျွန်တော်တို့ကအဆင်အပြည့်ဆိုတော့ကော်ဗစ်ခံကျင်လဲရတယ်မခံကျင်လဲရတယ်နော်ဒီလိုမျိုးကျွန်တော်တို့ဒါနည်းနည်းရားတဲ့အမားတွေဆိုတော့ကော်ဗစ်လေးခံခွက်ဘာလို့လဲဆိုတော့သူကလက်ကောက်ထဲဆိုတော့ချီမြင်လေးတော့နည်းနည်းလေးတော့ပါတယ်ဟိုလိုကြီးထွက်နေတာမဟုတ်ဘူးကျွန်တော်တို့ကဒါလက်ကောက်ထဲမှန်တိအောင်လို့ကျွန်တော်ဒါအတွန်းပိုင်းလေးကိုပြပေးတာနော်ဒီမှာအဲဒီလိုမျိုးလေးအဲ့လောက်မှကျွန်တော်ဒါအပေါ်အပေါ်ပေါက်လေးကျွန်တော်ဒါပြပေးမယ်နော်အပေါ်ပေါက်ကလေးဒါလေးဆိုရင်တော့ကျွန်တော်တို့ကဒါ ဒါအဝါနဲ့အစိမ့်လေးနဲ့များတယ်ပေါ့အဲအဲ့လိုလေးပြောရမှာပေါ့နော်နာဒါလားလေးဆိုရင်လည်းဒါလင်းတဲ့ဘက်ကိုသွားတယ်နော်ဒီမှာဒါလေးဆိုရင်ဒါလေးဆိုရင်ဒီမှာနော်ဒါလေးဆိုရင်ဒီမှာအဖြူဘက်ကိုသွားတယ်နော်အဲဒီလိုမျိုးပေါ့ကာလာပေါက်တော့စုံနေဒါပေမဲ့လင်းတာနဲ့မိန်တာလေးတွေပေါ့နော်အဲအဲ့လိုမျိုးလေးတွေနော်ဒါဆိုရင်အဖြူဘက်ကိုသွားတဲ့ပုံစံမျိုးလေး နော်ဒါလေးဆိုရင်ဒါဒါနှက်ခိုက်ကွင်းတကွင်းချင်းလက်ရက်လက်ကောက်တဲ့အိန္ဒိယကြီးကျွန်တော်တို့ဒါချင်းတဲ့အကုံတော့အိန္ဒိယကြီးအယောင်မကြဘူးရင်မယုံဘူးနော်ဒီကောင်လေးဆိုရင်ဒါတကွင်းချင်းတော့ဒါ9000ခွဲမနေ့ကလည်းကျွန်တော် post လေးတင်ထားသေးရဲ့ဒါလေးရဲ့ဈေးနှုန်းလေးတွေတအားမေးနေကြလို့ကျွန်တော်ဒါဒါဖြန့်ပြတာပေါ့လေနော်ပြင်ဒီမှာအဲဒီလိုမျိုးကာလာပေါက်စုံလေးလည်းထက်ရအောင်မယ်နော်ရွေးချယ်စရာလေးတွေပေါ့ဗျာနော်ကာလာလေးတွေကနော်ဒါလေးဆိုရင်ကျွန်တော်တို့ဒါပန်းစီပက်လား အဲပန်းစီဘက်ကိုကျွန်တော်တို့သွားရတယ်ပေါ့များတာပေါ့နော်အဲ့လိုအဲ့လိုမျိုးပြောရမှာပေါ့သူကတော့ကာလာအစုံပေါ့နော်အဲဒီလိုမျိုးလေးနော်နှစ်ကိုက်ကွင်းတကွင်းချင်းလေးရက်လက်ကောက်တဲ့အိန္ဒိယချီအယောင်မကြဘူးကျွန်တော်တို့ဒါရေမယုံမှုတစ်ခါလေးတန်းပြီးတော့မှချုပ်လို့ရတယ်တကယ်လို့ကျွန်တော်တို့ကအပြည့်စင်ပေါ့လေဒါကတော့အပြည့်စင်ခေါ်တာပေါ့အပြည့်မကြိုက်တဲ့ချမလေးအတွက်ဆိုလဲဒီမှာဒေါင်စင်လေးထပ်ရှိသေးတယ်ဒီမှာဒီလိုမျိုးလေး ဟေးနော်ဒီလိုမျိုးတောင်စင်လေးသူကကြတော့ကျွန်တော်ဒီမှာဘွီချွန်းပုံစံလေးလည်းပါတယ်ခုနကအကွက်ကလေးကိုလည်းကျွန်တော်ဒီမှာထည့်ပေးထားတယ်သူကတောင်စင်လေးတောင်စင်ကြိုက်တဲ့ချက်မတွေအတွက်ဆိုရင်နော်ဒီလိုမျိုးလေးအပြည့်မကြိုက်ဘူးတောင်စင်လေးနဲ့ဆိုရင်လည်းဒီလိုမျိုးဖြန့်ပြဟေးနော်ဒီလိုမျိုးလေးအရန်လာတော့နော်နှစ်ကိုက်ကွန်းတကွင်းချင်းလေးရက်လောက်တဲ့အသားလေးလေးကြက်ကြက်ကလေးနဲ့ဒီကောင်လေးဆိုရင်ဒါ၄000ကျွဲနှစ်ကိုက်ကွန်းတကွင်းချင်းအိန္ဒိယချီနော်ချင်းတယ်နော်ကျွန်တော်ဒါဒါအထဲထဲမှာကော်ပိတ်လေးခံဝင်လဲတောင်းတောင်းပြောင်းပြောင်းလေးဝဲရမယ်နော် ူကတော့နည်းနည်းလေးကျဲဟိုပါပေါ့ထောင်စင်ဆိုတော့ကျွန်တော်နည်းနည်းလေးချဲချပေးထားတယ်ကော်ပဲလေးခံဝဲပို့ပြီးတော့မှတောင်းတောင်းပြောင်ပြောင်လေးဖြစ်တယ်ကတ်ရဲ့ချက်ရဲ့လည်းဖြစ်တယ်နော်ကဲဒီမှာနော်နောက်ရွေးချယ်စရာလည်းဒီလိုလေးဒီလိုလေးဖြန့်အဲနော်ဒီလိုမျိုးလေးဒါဆိုရင်တော့ကျွန်တော်တို့ကအဝါအစိမ်းလေးများတဲ့ဘက်ကိုသွားတယ်လင်းတဲ့ဘက်ကိုသွားတယ်နော်ဒီမှာဆိုလဲဒီမှာဟိုပါပေါ့ငါဗီတာပဲနော်ဗီတာ line လေး line လေးကွဲတယ်ဒီမှာဆိုရင်ကျွန်တော်ဒါတခွာ line လေး ီမှာဆိုဗေဒါလိုင်းလေးနော်ဒီလိုမျိုးလေးကျွန်တော်တို့ဒါဒီလိုမျိုးလေးကျွန်တော်လှလာကြီးကြီးကျွန်တော်ဒါဝက်ရမယ်ဒါလေးတွေကပစ္စည်းရှားတယ်တဲ့မှာပါတယ်ကျွန်တော်ဆိုင်နေနေပြောတော့ကျန်တဲ့ဆိုင်တော့မသိဘူးကျွန်တော်ဆိုင်နေနေဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ကျွန်တော်ရစ်ကမ်းမှာဆိုရင်ဒီကောင်လေးတွေကခက်တဲ့လူအခုချိန်မှာနဲသွားပြီနဲသွားပြီဆိုတော့ရှားတယ်တဲ့မှာပါတယ်เนาะဒါကျွန်တော်တို့ဒါတလားနေမှာတစ်ခါဝင်တဲ့ပစ္စည်းလေးတွေမို့လို့เนาะရောက်တုံးလေးကျွန်တော်တို့ဒါဥထားပေးဦးကျေးဇူးပါ